ွနဲ့သူစားနဲ့ဗီဒီယိုရဲ့ဗီဒီယိုကားကို remake လုပ်ပြီးယုံကြည်ပေါ်တင်ခဲ့ပေမဲ့ကြီးကြီးသူ၃ရောင်းနဲ့တာအဆုံးသတ်ခဲ့ရတဲ့မြင့်မြတ်နေကြီးဦးရဲ့မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ကျွန်မရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်အခုလက်တော့ယုံကြည်နေပြီးအကယ်မီမြင့်မြတ်နေကြီးဦးမင်္ဂလာရန်နာတို့ပါဝင်သေးအောင်ဆောင်ထားတဲ့ညဆိုတဲ့ဇက်ကားကြီးဟာယုံမကြီးကြီးကဲ့သို့၃ရောင်းတာရှိတယ်ဆိုပြီးသတင်းတွေထွက်ခဲ့ရပါတယ်အကယ်မီမြင့်မြတ်ပါဝင်သေးအောင်ထားပေမဲ့လည်းမူရင်းမိညာရိုက်ထားတဲ့ချစ်ပန်းဝါဝါဇက်ကားကြီးကို နည်းနည်းတော့အမှီမလိုက်နိုင်ခဲ့ပါဘူးဗီဒီယိုကစ်မှာတော့ဆရာကြခဲ့တဲ့မြင့်မြတ်တယောက်ဟာဘာလို့ရုံတင်ကားတွေကြမှာပေါ်သွားရတာလဲဒီကားကိုဘာကြောင့်လူတွေလာမကြည့်ကြတာလဲညနေချစ်ပန်းဝါဝါကားတွေတဲကကွာချားချက်တွေကိုကျမနဲ့အတူတူ follow ကြည့်ရှုကြရအောင်အရင်ဆုံးညတို့ချစ်ပန်းဝါဝါဇက်ကားရဲ့ချက်လန်ကြောရုပ်ကိုအရင်ဆုံးပြောပြပေးချင်ပါတယ်ဒီဇက်ကားဟာဒေါက်တာတွင်ဝင်းတင်မင်းများနဲ့တန်တို့ရဲ့သုံးဝင်ဆိုင်အိမ်တော်ကြီး drama ဇက်လန်ကိုအဓိကထားတင်ဆက်ထားတာဖြစ်ပါတယ်ဇက်လန်အချင်းကတော့ဒေါက်တာတက်ကိုဝင်ဆောင်နေတဲ့အချိန်မှာအိမ်တော်ကြီး ီခင်မောဖြစ်သူဒရတွင်ရဲ့မပြတ်သားတဲ့စိတ်ဆန္ဒတွေကြောင့်ဖြစ်ပြလာတဲ့စိတ်ဒုက္ခဝေဒနာတွေနဲ့ပြုံလဲပျက်စီးလို့ဒီပါဖြစ်လာတဲ့အနောင်တဲ့ဘဝကိုဘလို့ပြန်လဲခိုင်မြဲအောင်တိဆောက်ကြမလဲဆိုတော့ကိုပုံဖော်ထားတာပဲဖြစ်ပါတယ်ပြင်မြောက်ဟာဒရတွင်ရဲ့ဘဝတွေကိုဝင်အောင်လာပြီးတန်ဟောစီန်တွေညှိစေခဲ့တဲ့သူဖြစ်ပါတယ်ဇာကကကျင်းနေမိရဲ့စီးတစ်ဖက်မှာတရားပါမဲ့စူးချက်တွေနဲ့ဆိုတဲ့အတိုင်းမြမတင်ဘူးဆိုတာတည့်ရနဲ့ပါရင်မိခဲ့တဲ့ဖြစ်တွေကိုပြသထားပြီးဂုံတိတ်ကလည်းအလဲထက်လုံရမဲ့ကြိတ်တွေ့တာယာမှုတွေကတန်မှုရှိပါမလားဆိုတဲ့မေးခွန်းကိုလည်း ယ်ပြိသက်ကိုပြန်လဲမေကွန်ထူစီခဲ့ပါတယ်။တလိုက်အနှစ်သာရကတော့အချစ်လည်းမရှိမိသားစုလည်းမရှိပဲဘာမှမလိုချင်တော့တဲ့နောင်နာတွေမရဘူးအတွက်ပြန်ရပေးရတဲ့ဇန်ကားတကားလည်းပဲဖြစ်ပါတယ်။ remake ပြန်ရိုက်ထားတဲ့ဇန်ကားကဇဝင်ဒေးသချင်းတွေကလည်းဇလန်းနဲ့ချီချီမီမီရှိလာတယ်လို့လည်းသိရပါတယ်။အပေါ်မှာပြပြခဲ့တဲ့ဇလန်းလေးကအတိုင်းမူရင်းတယောက်ဆောင်တွေကတော့ဒေါက်တာတွင်ဝင်းအဖြစ် GGO ဒေါက်တာတန်အဖြစ်ဆိုမြတ်သူစာတင်မင်းရအဖြစ်ချွေးနာတို့ကပါဝင်တယောက်ဆောင်ထားကြပြီးတော့သူ့ character နဲ့သူ့ like ဖန်ညီလို့နှပါတယ်။ဒီဇာကားကိုဗီဒီယိုဇာကားအနေ ီနဲ့သာထုံ့လွှတ်ခဲ့တော့လေပြည်သူအနေနဲ့မိသားစုကိုချစ်ပင်ပဲလေပြင်လို့မရတဲ့အမားကိုလုံမိသွားတဲ့အတွက်နောင်နာရတဲ့တယောက်ဆောင်ချက်တွေသူမြတ်သူစားရဲ့တင်းငိအေးဆေးပြီးပညာတတ်တဲ့မျိုးသမီးပြည်သားစွာပြည်ပြတသားဆုံးဖြတ်ချက်ချနိုင်ဖို့ချောရလာရဲ့သူမြတ်ယောက်ျားကိုလူယူခဲ့ပြီးသူမြတ်အိမ်တော်ကြီးကိုဖျက်ဆီးခဲ့တဲ့သူရဲ့ဘဝစသိဒီလိုသူ့အောင်စလို့ရဲ့အပြိုင်တယောက်ဆောင်ချက်တွေကြောင့်ဗီဒီယိုပြမှာရွှေဖြစ်ခဲ့တဲ့ဇာတ်ကားဆိုရတဲ့မမပါဘူးဒီဇာတ်ကားကို remake ပြန်လည်ရိုက်ကူးထားတဲ့မြင်းမြန်လေးကြီးဦးတွန်းကလေးရတနာတို့ရဲ့တယောက်ဆောင်ချက်တွေနဲ့အတူ ိုင်းရှင်ဖော်ပြပေးသွားပါမယ်ဒေါက်တာသွင်းဝင်းဖြစ်ဂျီဒီယိုနဲ့မြင်မြန်ဂျီဒီယိုရဲ့အားသာချက်ကတော့မျက်လုံးမျက်နှာအမူအရာတွေနဲ့တွင်းစိတ်ဝေဒနာအနောင်ဓာတ်တွေကိုဖော်ပြနိုင်လည်းရှိပါတယ်ဒေါက်တာသွင်းဝင်းဖြစ်နဲ့နောက်လာရမှုပြတ်သားမှုမရှိခြင်းနဲ့စိတ်ကံစားမှုများပေါက်ကွဲတဲ့တင်းဆောင်ချက်တွေကိုပိုင်နိုင်စွာဖော်ပြနိုင်ခဲ့ပြီးတော့ပရိသတ်ကသူ့ကိုဒရာမာမင်းသားဖြစ်လက်ခံထားပြီးသားပဲဖြစ်ပါတယ်မြင့်မြတ်ကိုပရိသတ်အများစုကခါသာဇယုတ်တွေနဲ့သာရှင်းနေနေတဲ့အတွက်ဒီလိုဒရာမာဆိုင်ရုံမှာမူရင်းကိုမကျော်လွန်နိုင်ခဲ့ဘဲနဲ့မလိုက်ဖက်သလိုခံစားခဲ့ရပါတယ်ပရိသတ်တွေကလည်းမြင့်မြတ်က ိုဂျူတီကုတ်ဝစ်ထားတဲ့အယသမားတတပဲဖြစ်တယ်ဆိုပြီးဝေဖန်မိကြတာကိုလည်းပဲတွေ့ကြရပါတယ်။မြင်းရက်ကဗီဒီယိုခစ်ကတိကျဆောင်မှုတွေမှာထိတ်တန့်ဖြစ်တော့လဲဒီလိုတိမ်ဝေးပြီးစိတ်ကံလောက်ပျင်းထန်တဲ့ drama ဇယောက်ကိုအခုအခါပြန်လဲရိုက်ကူးတဲ့အခါမှာတော့ဦးရဲရဲ့ရိတ်အာဝါဒကိုကြော်လွှားရင်စိတ်ကောမူကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ဒေါက်တာတန့်အဖြစ်ဆုံးမြတ်သူစာနဲ့ထွန်ပလန်ရတနာဆုံးမြတ်သူစာရဲ့အင်းဆက်တင်ငိန်နဲ့အလှနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အတွင်ကဒေါက်တာတန့်ဇယောက်နဲ့အင်းတို့ကိုမှလိုက်ဖက်ညီခဲ့ပြီးသူမရဲ့ဇယောက်မှာအင်းအောင်ရှိအမျိုးသမီးတွေအတွက်စံပြအ ဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ကုမလေးရသာအနေနဲ့ဒီစက်ရုပ်ကိုပြည်စံတစ်စွာတင်ပြနိုင်ရဲ့ကြိုးစားခဲ့တော့လဲဆိုမြတ်သူစားရဲ့ဩဇာကိုပြန်လဲဖော်ဆောင်နိုင်ခက်ခဲခဲ့ပါတယ်။ဒီမဲ့ပြန်လဲရိုက်ပို့ထားတဲ့ဇဝင်ပြန်တွေဟာငွေစက်ကောင်တွေရဲ့ပြည်ပြင်းမှုလို့ဒီနေ့ကိုထီထီမီမီမရှိခဲ့ဘူးလို့လဲဝေဖန်သူတွေကသုံးသပ်ခဲ့ကြပါသေးတယ်။တင်မင်များအပြစ်ချောရနာနိုင်နေရှိဦး။ချောရနာကတင်မင်များစက်ရုပ်ကိုအလုံးအောင်မြင်စွာတယုတ်ဆောင်နိုင်ခဲ့ပြီးတော့အင်အားရဲကိုဖျက်ဆီးခဲ့တဲ့သူရဲ့ပြင်းထန်တဲ့စိတ်ခံစားချက်အတဆံမှုနဲ့တစ်ချိန် ထဲမှာပင်တနာကြအကောင်းနဲ့ခန်းစားချက်များစွာကိုမျှတစွာဖော်ပြနိုင်ခဲ့ပါတယ်။သူမရဲ့တရားဆောင်မှုတွေကြောင့်ဇယောက်ကကြီးစုသူတွေရဲ့အမိုးတရားကိုသာမကနားလေပြီးမှုကိုပါရောင်းခဲ့တဲ့အတွက်သက်ကာရဲ့ဒရာမာကိုအမြင့်ဆုံးကိုပို့ဆောင်ပေးခဲ့ပါတယ်။ချောရဲ့နာလို့ဆိုလိုက်ရင်ချစ်ပန်ဝါဝါမှတင်မင်များအဖြစ်ပြိတ္တကယနေ့တိုင်အမတ်ရနေစေဖြစ်ပါတယ်။လေဂျီဦးရီမိတ်ပြန်လုထားသောတင်မင်များလေဂျီဦးကမွေးဇလန်းပုံစံအတိုင်းလိုက်လံတရားဆောင်ခဲ့တော့လေချောရဲ့နာရဲ့တင်မင်များဇယောက်ကအလွန်အားကောင်းနေတဲ့အတွက်နှိုင်းရှင်ဝေဖန်မှုများလွတ်မြောက်နိုင်ခြင်းမ ရှိခဲ့ပါဘူးဘလို့ပဲခစ်သစ်အမည်အဖြစ်ဖြစ်သရုတ်ကပုံမျိုးခစ်ဆန်နေတော့လေမွေးရဇက်ကောင်မှာပါဝင်တဲ့စိတ်ကစားမှုပြင်းထန်တဲ့အငွေတက်ကိုပြန်လဲပေါ်ဆောင်ရဖက်ခဲခဲ့ပါတယ်ဒီကြီးဦးမှာ over agent တွေကိုလုတ်တလောက်ချိုးရနာမှာတော့လူအထက်ပုံမသွားတဲ့ agent မျိုးနဲ့စရုတ်ကိုကြွအောင်တိုးဆောင်ခင်းနိုင်ပါတယ်ဒီကြီးဦးအနေနဲ့ဒီစရုတ်ကိုတိုးဆောင်ပို့အောင်မတင်တော့ပါဘူးစရုတ်တိုင်းကမွေးရကိုမှတ်မိတဲ့အခါမှာရုပ်ရှင်တစ်ခုလုံးရဲ့ဆွင်းဆောင်အားကလည်းကျဆင်းသွားခဲ့ပါတယ်ချစ်ပန်ဝါဝါရဲ့အောင်မြင်မှုကဇလန်းထက်အဓိကတိုးဆောင်၃ဦးစလုံး PDU ဆိုးမြတ်သူစာချိုးရန နာတို့ရဲ့မိမိတို့စိတ်ဟုတ်တဲ့ night pack ညီမှုနဲ့အားပြိုင်မှုအပေါ်များစွာမူတည်ခဲ့ပါတယ်။ညစ်စကားထဲမှာတော့အဓိကသက်ဆောင်တွေကမူရင်းနဲ့ क्वे ပြားတဲ့စိတ်ဟုတ်ပုံရိပ်တွေကိုပြည်သက်တွေရဲ့မျောလင်းချက်ကြီးမားမှုတို့ကြောင့်ကျော်ဝင်ကြည့်ရှုသူ၃ဦးနဲ့သာအဆုံးသတ်ခဲ့ရခြင်းဖြစ်ကြောင်းကိုသုံးသက်တင်ပြလိုက်ရပါတယ်ရှင်။ပြည်သက်စီနေနဲ့မူရင်းစကားမှာပြည်တီဝဆုမြတ်ကစားတို့ရဲ့ဘလိုသက်ဆောင်ချက်တွေကိုအနှစ်သက်ဆုံးလဲဆိုတာကိုပြောပြပေးခဲ့နိုင်ပါတယ်ရှင်။ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။